channel မှာရှိနေတဲ့ငယ်ချင်းနဲ့အားလုံးပဲမင်္ဂလာပါမနေ့ကဗီဒီယိုလုပ်ပေးမယ်ဆိုတော့မလုပ်ပေးဖြစ်တာ sorry ပါကျွန်တော်ဟိုလည်းအချိန်ညှိရတာလေးတွေအဆင်မပြေဘူးဖြစ်သွားလို့ပါ အာဗီဒီယိုမှာပြထားတဲ့အတိုင်းပဲ Binance ကိုကျွန်တော်တို့လှုပ်လိုက်တာပထမတစ်ခေါက်တော့တော်တော်တိုင်ပတ်ခဲ့တယ်ဒီ layer edge အတွက်ကိုပြောနေတာပေါ့နော် sorry ကျွန်တော်လည်းလောနေလို့ layer edge မှာဒီ proof of humanity POH ကိုကျွန်တော်လှုပ်တဲ့အချိန်မှာဗီဒီယိုလုပ်ပေးတဲ့အချိန်မှာတိုင်ပတ်တယ်အဲ့ဒါပြီးတော့ကျွန်တော် post တွေတင်ထားသေးတယ်နောက်နေ့လှုပ်လိုက်တာကျွန်တော်ချက်ချင်းပဲရသွားတယ်ဘာမှအခက်အခဲမရှိတတ်ဘူးနောက်တချို့ member တွေရဲ့ comment တွေလည်း YouTube မှာကျွန်တော်တွေ့လိုက်တယ်အဆင်ပြေကြတယ်ဆိုပေါ့တချို့တွေက Binance နဲ့အဆင်မပြေဘူး OKX နဲ့လုပ်လိုက်တာအဆင်ပြေသွားတယ်လို့ပြောတယ်အဲ့မှာကျွန်တော်တစ်ချက်လောက်ပြောအောင်မယ် level 2ဆိုတာက UU KYC အောင်ထားရင်လည်းဒီဟာကိုကျွန်တော်လုပ်လို့ရပါတယ်เนาะဟိုဟာဥပမာအပြင် Binance ဆိုရင် verify plus တွေပါတယ်ဖြစ်စရာမလိုဘူးကျွန်တော်ကိုယ်တိုင်လည်း verify plus မဖြစ်ထားဘူးမလုပ်ထားသေးဘူးအခုတတိဆိုတော့အဆင်ပြေတယ်နောက်တော်တော်များများတွေလည်းရသွားကြတယ်ဆိုတော့ပထမပုံစံနဲ့လုပ်တဲ့နေရာတော့ကျွန်တော်ပြပြီးသားဒီဟို ZK pass ရဲ့ extension ထည့်ပြီးတော့လောက်တာတော့ပြပြီးသားအခုကျွန်တော်တို့ဘယ်လိုလုပ်မှာလဲဆိုရင် ZK pass ကိုဒီ transgate ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့ကျွန်တော်ဖုန်းထဲမှာ install လုပ်မယ်ပြီးရင်အဲ့ဒီကနေပြီးတော့ကျွန်တော်ဒီဇင်းလုပ်နည်းလေးပြပေးပါမယ်နော်ဆိုတော့ transgate ဆိုတာလေးကိုကျွန်တော် play store ကနေပေါ့ပထမဆုံး download လုပ်လိုက်မယ်ဒီမှာ transgate ပေါ့နော်ဆိုတော့ ZK pass လို့ရရင်လည်းပေါ်လာကောင်းပေါ်လာနိုင်ပါတယ်ဆိုတော့အဲ့တော့ကျွန်တော် open လုပ်လိုက်မယ်ခဏလေးစောင့်မယ်နော် ZK pass က installation ပြီးသွားပြီဆိုရင်ကျွန်တော်ပြန်ပြီးတော့ Mrs browser အထဲထဲကိုလာမယ် Mrs browser မှာကျွန်တော်တို့အာဒီညာလေးကိုနေမယ် Okay Mrs browser မှာကျွန်တော် desktop site ဆိုတာလေးကိုမယွေးနဲ့တော့เนาะအဲ့ဒါလေးကိုဖြုတ်လိုက်ပါ desktop site ကိုကျွန်တော်အမှန်မချစ်ထားဘဲနဲ့ကျွန်တော်လုပ်မယ်เนาะပြီးရင်မှာ POH အထည်တွေကိုကျွန်တော်သွားလိုက်မယ်ပြီးရင်ကျွန်တော်ဆင်းမယ်ကိုကအခုကဘယ်ဟာနဲ့လုတ်ချင်လဲပေါ့เนาะ OKX လား Bybit လား Binance လားဘယ်ဟာနဲ့မဆိုကျွန်တော် verify ဆိုတာလေးကိုတစ်ချက်လောက်နှိမ်မယ်နှိမ့်လိုက်ရင်ဒီမှာ ZK password ထည့်တဲ့ရောက်သွားလိမ့်မယ်နောက်တစ်ခုတစ်ခါတည်းပြောမယ်အကယ်၍ မရဘူးအဲ့လိုမျိုးတိုင်းပြီးတော့မရောက်ဘူးလေငန်းကောင်းတော့လောက်ရတယ်သုံးမလဲဆဲကောင်းတော့လောက်ရတယ်ဆိုရင်လည်း refresh လုပ်လုပ်ပြီးတော့အဲ့ဒီအာ layer agent website ကိုပေါ့နော် refresh လုပ်လုပ်ပြီးတော့ကျွန်တော်တို့အာလုပ်ကြည့်ပါနောက်ဆုံးဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်အဲ့ဒါလုံးဝချိန်သေးတယ်ပေါ်လာပြီဆိုတဲ့အချိန်ကျရင်ကျွန်တော်တို့ရဲ့ဒီမှာ phone number ဆိုရင် phone လို့လဲ email ဆိုရင် email အားလေးတွေထည့်ပြီးတော့ register လုပ်လိုက်ပါနော် okay login လုပ်ပြီးသွားတဲ့နောက်ပိုင်းမှာကျွန်တော်ဒီလိုမျိုးလေးပေါ်လာလိုက်ပြီဆိုတော့ အကြေးဒီလိုမျိုးတန်ပြီးတော့ပေါ်နေတယ်ဆိုရင် okay အကြေးမပေါ်ဘူးဆိုရင်ဒီညာလေးကိုတစ်ချက်လောက်နှိပ်လို့ရတယ်เนาะပြီးရင် verify with zk password လေးကိုနှိပ်လိုက်မယ်အာ communication fail ရတယ်ကိစ္စမရှိဘူးပြန်ပြီးတော့ message browser လေးကိုလာမယ်ကျွန်တော် refresh ကိုပြန်လုပ်ပါမယ်เนาะ refresh လေးတွေတစ်ချက်ချက်လုပ်ပြီးတာကောင်းပါတယ် okay ကျွန်တော် okay x ဆိုတော့ okay x ကိုပြန်ပြီးတော့နှိပ်မယ် verify ဆိုတာလေးကိုပြန်ပြီးတော့နှိပ်မယ်အဲဒီမှာတော့အောက်မှာတွားနေပြီသူဘက်ကနေပြီးတော့ verifying proof reply ဖြစ်နေပြီ okay ဒီမှာကြည့်ပါ congratulations ရယ် you have successfully proved yourself ကိုကိုလူဖြစ်ကြောင်းဆိုတာလေးကျွန်တော်တက်တည်ပြလိုက်ပါပြီဆိုပြီးတော့ဒီမှာကြည့်ပါ completed ဖြစ်သွားပြီ ကျွန်တော် bybit လဲတခါတည်းလုပ်ပြပေးလိုက်မှာเนาะလုံးဝတေချာအောင်ဆိုပြီးတော့ဆိုတော့ bybit ကိုလည်းကျွန်တော်ယူလိုက်မယ်ကျွန်တော်မှာရှိတဲ့ဟာလေးတွေပေါ့အခုမှတစ်ခုရှိတယ်ဆိုရင်တစ်ခုလုပ်ပါနှစ်ခုရှိတယ်ဆိုရင်နှစ်ခုနဲ့လုပ်ပါဒီမှာကျွန်တော်ရဲ့ email လေး password တွေကျွန်တော်ထည့်လိုက်ပါမယ်เนาะပြန်ပြီးတော့ okay ဒီလိုမျိုးလေးပေါ်လာပြီကျွန်တော် verify with zk password လေးလုပ်လိုက်ပါမယ်เนาะဒါ bybit ကို login ဝင်ပြီးတော့ပြီကျွန်တော်တို့ မာဂျီဘာဘိုက်ဘစ်လည်းအဆင်ပြေသွားပြီအဲ့ဒါဆိုရင်ဒီလိုပုံစံနဲ့လုပ်ရဆိုရင်လည်းရတယ်။နောက်ကျွန်တော်ပထမဆုံးဗီဒီယိုမှာတင်ခဲ့တဲ့ပုံစံကလည်းလက်ရှိ error မရှိတော့ဘူးဆိုပြီးတော့ပြောတယ်ဆိုတော့အဲ့ဒါနဲ့လုပ်ချင်တယ်ဆိုရင်လည်းရတယ်။နောက်ခုလုံးနဲ့အဆင်ပြေပါတယ်။ဒီကတော့ နည်းနည်းပိုလွယ်မယ်ထင်တယ်အဓိကတော့ login တွေပါတွေတော့တောက်လျှောက်တော့ဝင်ရတာပေါ့နော်โอเคဒီ ARD ပြီးသွားပြီဆိုရင် အောက်မှာဒီကောင်လေးပေါ်လာလိမ့်မယ်ကြည့်ပါ complete one task in KYC group and one task in pro trader group for on chain OG group ဆိုတော့ဒါကကျတော့ optional optional ဆိုတာကဒါလောက်ချင်လဲရတယ်မလောက်ချင်လဲရတယ်ဒါနဲ့ပတ်သက်ပြီးတော့ post လည်းတင်ထားတာရှိတယ်ဒါပေမဲ့ပြန်ပြီးတော့ပြောပြပေးလိုက်ပါမယ်နော်အဲလွယ်လွယ်လေးပဲပြောပြလိုက်မယ် Binance မှာ30 days ရဲ့ trading volume က USDT 900နဲ့အထက်မှာရှိရမှာဆိုတော့ပြောချင်တာကတရ30အတွင်းမှာ900နဲ့အထက်ဘိုးကိုကျွန်တော်အယောင်းဝယ်တွေလုပ်ထားမှာအဲ့ဒါဆိုရင်ဒီကောင် verify ကျွန်တော်လုပ်လို့ရတယ်ဆိုတဲ့သဘောပေါ့နော်ဒါဒါကြတော့ဟို okay ဆိုစားဒါကြတော့ bybit ရဲ့ဒါကြတော့ bitget ရဲ့ဆိုတော့အကယ်ကိုကတကယ်လို့ trading တွေအများကြီးတွေလုပ်ခဲ့ဘူးတယ်ဆိုရင်ဒီဟာလေးကိုတစ်ချက်လောက်ကျွန်တော် verify လုပ်လိုက်အောင်ပဲကျွန်တော်တော့ဒီလောက် minus မှာမလောက်ထားဘူးကျွန်တော် maxima တောက်လျှောက်လောက်ထားတယ်ဒါပေမဲ့ maxi option ကျွန်တော်မှာမရှိဘူးအဲ့ဒါကြောင့်ဆိုတော့ဒီနေ့မှလည်းအကြေးပဲလုတ်ချင်တယ်ဆိုရင်ကိုယ်မှာရှိတဲ့ USDT 100လောက်ကိုကျွန်တော်ပို့လိုက် ပြီးရင်ဟိုရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်ဝယ်လိုက်6ခေါက်ခေါက်လောက်6ခေါက်ခေါက်လောက်လှုပ်လိုက်ပေါ့နော်အဲ့ဒါဆိုရင်900နဲ့အထက်ပို trading ဖြစ်သွားလိမ့်မယ်ပြီးရင်ဒီမှာ verify ဆိုတာလေးကိုကျွန်တော်နှိပ်ပြီးတော့အရှိဆက်လိုက်ပါဘာလို့ကျွန်တော်လက်ရှိလှုပ်ဖို့အတွက်ကျွန်တော်မှာ USDT အပိုမရှိဘူးဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်လှုပ်လို့အဆင်မပြေလို့ပေါ့နော်အဲ့ဒါလေးက optional ပါလှုပ်ချင်တယ်ဆိုရင်လည်းရတယ်မလှုပ်ချင်ဘူးဆိုရင်လည်းရတယ်နော် ဗီဒီယိုကအချိန်လေးနည်းနည်းရှိနေတယ်ဆိုတော့ app mining နောက်တစ်ခုဒီဗီဒီယိုထဲမှာတစ်ခါတည်းထည့်ပြီးတော့ပြောပြလိုက်ပါမယ်เนาะဒီ app mining ရဲ့နာမည်ကတော့ interlink network ဆိုတဲ့ဟာလေးပါကျွန်တော် play store မှာရှာလို့တွေ့သွားပါလိမ့်မယ်ဆိုတော့အဲ့ play store မှာ interlink ဆိုတာလေးကိုရိုက်ပြီးတော့ download လုပ်လိုက်လို့ရပါတယ်เนาะအဲ app size ကနည်းနည်းလေးကြီးတယ်120 megabyte လောက်ရှိတယ်ဆိုတော့ download ကနည်းနည်းလေးကြာနိုင်တယ်ဆိုတော့တစ်ချက်လောက်စောင့်ပြီးတော့လုပ်လိုက်ပါ Okay ဒီမှာကျွန်တော် application download ပြီးသွားပြီဆိုရင် open ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ် အာ notification တောင်းနေဆိုရင်တော့ allow လုပ်ပေးပါနော် notification ကိုဒီဟာဒီမှာကျတော့ miss မလုပ်ပါနဲ့နော်ဆိုတော့ skip ကိုလည်းတန်းပြီးတော့နှိပ်ချိန်နှိပ်လဲလို့ရတယ်ကိစ္စမရှိဘူးခဏလေးကျွန်တော်စောင့်မယ်ဒီနေရာလေးကိုဒါကကျတော့ login နေရာဆိုတော့ login နေရာလေးကိုတစ်ချက်လောက်နှိပ်တဲ့အချိန်မှာဒီမှာ sign up ပေါ်လာပြီနော်ပြန်ပြပေးမယ်အာဒီနေရာလေးကိုကျွန်တော်နှိပ်မယ်နော်ဒီမှာနှိပ်မယ် login နှိပ်မယ် sign up ဆိုတာလေးကျွန်တော်နှိပ်မယ် okay ဒီမှာကျွန်တော်ထည့်ချက်ရှိတာလေးကျွန်တော်မကန့်နေပြီးတော့ပြပြပေးပါမယ် ဒီနေရာကျတော့ကျွန်တော်တို့ရဲ့ ID ထည့်ရမှာပေါ့နော်အဲဒီ key မှာကျွန်တော်တို့စိုက်တဲ့နံပါတ်ရွေးပြီးတော့ထည့်လို့ရတယ်အဲကြိုက်တဲ့နံပါတ်မရွေးချင်ဘူးဆိုရင်ဒီကနေပြီးတော့လဲဒဇင်းဟို auto random number လေးတွေရွေးလို့ရတာပေါ့နော်ဘာလို့ဆိုကိုယ့်အကူရွေးထည့်မယ်ဆိုရင်တော့တော်တော်များများတွေကမရှိတာကြီးလဲဖြစ်နိုင်တယ်ဆိုတော့ကိုကြိုက်တဲ့နံပါတ်တွေရှိတယ်သဘောလဲကိုဖုန်းနံပါတ်ရဲ့အရှိကနအနောက်ကနပညာအဲ့လိုမျိုးတစ်ခုခုထည့်ချင်တယ်ဆိုရင်တော့ထည့်ပါအာဒိုမိုဆိုရင်လည်းဒီမှာ random နဲ့ကိုကြိုက်တဲ့ဟာလေးကိုရွေးပြီးတော့ရင် continue ဆိုတာလေးကိုနှိပ်လိုက်ပါနော်။ ဒီမှာကျွန်တော်ဆိုရင်255941ဆိုပြီးတော့ရွေးထားတယ်အဲ့တော့ကျွန်တော် continue ဆိုတာလေးနှိပ်လိုက်မယ်ပြီးရင်ဒီမှာ password ထည့်ရလိမ့်မယ်ဆိုတော့ကိုယ့်ရဲ့ password လေး6လုံးကိုကိုယ်ထည့်လိုက်ပါနော် Okay ကျွန်တော်ဒီ password ထည့်ပြီးသွားတာ ਨੇ သူတို့ဘက်ကနေပြီးတော့ကျွန်တော်တို့ကိုအာ Gmail နဲ့ sign in လုပ်မလားသို့မဟုတ်လဲ face နဲ့ပေါ့နော်မျက်နှာနဲ့ scan ဖောက်လားဆိုတော့ကျွန်တော်မျက်နှာကိုရွေးလိုက်တယ် ဲ့ဒီမှာသူတို့ဘက်ကနေပြောပြောထားတာလေးကိုတစ်ချက်လောက်ကျွန်တော်ကြည့်မယ်နော် make sure your face is in the frame ကျွန်တော်တို့မျက်နှာ scan ဖတ်တဲ့အချိန်မှာသူက ID ရဲ့ဓာတ်ပုံတော့ရိုက်ကောင်ရိုက်ခိုင်းနိုင်တယ်ဆိုတော့ကိုယ်ကမပုံနိုင်မဲ့ဖြစ်ဖြစ် password ရှင် password ပဲဖြစ်ဖြစ်ဒါအရှိတ်ဆက်ပြီးတော့သူတို့ဘာ down လဲဆိုတော့ကျွန်တော်ပြပြပေးမယ်လက်ရှိဒီမှာကြည့်ရတဲ့အရာတော့ ID တစ်ခုခု down မယ်အဲ့ဒါပြီးတော့ရင်မျက်နှာကို frame သူတို့ပေးထားတဲ့ဒီညမှာ frame တစ်ခုပေးလိမ့်မယ်အဲ့ဒီ train ထဲမှာကိုယ်မျက်နှာကိုတေးကြလေးအဲ့ဒါနဲ့အညီပေါ့နော်ထားရလိမ့်မယ် move your face as instructed ဆိုတာကသူပြောထားလို့မျက်နှာကိုကျွန်တော်တို့ဟိုဘက်ဒီဘက်ရွှေ့တာတွေပေါ့ရွှေ့တာတွေလောက်ရလိမ့်မယ်မျက်မှန်မဝစ်ပါနဲ့မဆွေပါတယ်မဝစ်ပါနဲ့အာ now အဲတနေ့လင်းတဲ့နေရာမှာလုပ်ပါဘောနော်အရင်မှောင်တဲ့နေရာမှာတိကျမမြင်တဲ့နေရာမှာမလုပ်မိပါစေနဲ့တဲ့ဆိုတော့ကျွန်တော် continue လုပ်မယ်ပြီးရင်ဘာပြလဲဆိုတာဆက်ပြီးတော့ပြောပြပါမယ်နော် လော့ဂ်အင်လုပ်ပြီးတော့ပြီဆိုရင်ကိုယ့်ရဲ့ password တွေကိုထည့်လိုက်ပါပေါ့နော်ပြီးရင် scan face Okay ဒီထဲမှာကြည့်လဲဆိုရင်ကျွန်တော်တို့ဒီမှာ total interlink idea ကြတော့စုစုပေါင်းအယောက်ပေါင်း338000ကျော် register လုပ်ထားတယ် verify လုပ်ထားတာကျတော့3000ကျော်ရှိတယ်။ weekly active က3500 8800ရှိတယ်ပေါ့နော်။ โอเคဒါကျတော့နံပါတ်1ချက်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်ဒီထဲတော့ဝင်နေဆိုရင်ကျွန်တော်မှာ mind စပြီးတော့လုံးလို့ရပြီကျွန်တော်မှာဒီမှာ point မရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် referral link ကိုမထည့်ရသေးဘူး referral code မထည့်ရသေးဘူးကျွန်တော်ရဲ့ member တယောက်ပေးထားတာရှိတယ် referral code အဲ့ဒီ referral code ကိုအခုကျွန်တော်ထည့်မယ်ထည့်တယ်ဆိုရင်အဲကျွန်တော်တထောင်သုံးမဟုတ်လဲ1500ပေါ့နော်အဲ့ဒါကျွန်တော်ရမယ်ပါ referral code ကိုထည့်မယ်ဆိုရင်ဒီနေရာလေးကိုလာမယ်ဒီဒီဒီ mind ထဲထဲမှာပဲလာမှာအဲပြန်ပြပေးလိုက်မယ် sorry ဒီအပေါ်မှာနော်ဒီနေရာလေးကိုနှိပ်မယ် အဲ့ဒါပြီးသွားရင်ဒီမှာ referral ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာကျွန်တော်ရဲ့ code ကိုပထမဆုံးကျွန်တော် submit လုပ်ရလိမ့်မယ်ဘယ်သူကျွန်တော် code ပေးတာလဲအဲ့လူရဲ့ code ပေါ့နော်နံပါတ်တွေကိုကျွန်တော်ထည့်မယ်အဲ့ဒါပြီးတော့မှကိုရီရဲ့ referral link ကကိုရီပြန်ပြီးတော့ယူလို့ရမှာပါဆိုတော့ submit now ဆိုတာလေးကိုနှိပ်ပြီးသွားရင်အဲ့ဒီအရှေ့ကလူရဲ့အကျွန်တော်ပေးခဲ့တဲ့ကျွန်တော်ရဲ့ member ရဲ့ code လေးကိုကျွန်တော်ဒီမှာထည့်လိုက်ပါမယ်နော် Okay ဒီမှာကျွန်တော် code လေးထည့်လိုက်တာ UF receive 0.5 human hash power ဆိုတော့ကျွန်တော် mining လုပ်တဲ့အချိန်မှာ 0.5ပို့ပြီးတော့တတ်မယ်ဆိုတဲ့သဘောမျိုးနဲ့ကျွန်တော်ဒီအားလေးရပါပါပြီเนาะအခုကြည့်ပါ referral မှာကျွန်တော်ရဲ့ကုတ်လေးပေါ်လာပါပြီအကယ်၍ member တွေဝင်တဲ့အချိန်မှာဒီမှာ255947အဲ့ဒါတိုင်ပြီးတော့ထည့်ခြင်းလည်းရတယ်သို့မဟုတ်လည်းကျွန်တော်ပေးထားတဲ့ဒီ link ကနေတိုင်ပြီးတော့ဝင်ခြင်းလည်းဆိုရင်လည်းအဆင်ပြေပါတယ်အခုကျွန်တော် mind စလုပ်ပါမယ်အာကျွန်တော်မှာ point မတက်လိုက်ဘူးတကယ်ဆိုရင်တော့1000သို့မဟုတ်1500လောက်တော့တက်အောင်ပါဒါပေမဲ့လည်း okay ပေါ့နော် mint စပြီးတော့လှုပ်လိုက်တော့မယ် ဒီမှာ main ဆိုတာအာ mind ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ် Okay mind ကဒီကနေပြီးတော့ကျွန်တော်လောက်အောင်မှာပါနော်လက်ရှိကျွန်တော်လုံးဝမှာဒီလောက်ပဲဒီက marketplace ဒီထဲမှာကျွန်တော်ဘာမှဝင်ပြီးတော့လုပ်စရာလက်ရှိမလိုသေးဘူး။ Now ဒီကကျတော့ news page ပေါ့နော် news feed ပေါ့နော်အဲ့ထဲမှာလည်းဘာမှဝင်ပြီးတော့လုပ်စရာမလိုသေးဘူးဆိုတော့ အာဘယ်နှစ်နိုင်တစ်ခေါက်ဖြစ်မလဲဆိုတော့ကျွန်တော်အတိအကျကြီးလက်ရှိပြောပြလို့မရသေးဘူးဆိုတော့အခုမှကျွန်တော်စဝင်ထားတာဒါပေမဲ့အာတိရတယ်ဆိုရင်ဟိုတိရပြီဆိုတာနဲ့ကျွန်တော် channel မှာတင်ပေးပါမယ်နော်ဆိုတော့ဗီဒီယိုလေးကိုဒီလောက်မှာပဲအပီးသိမ်းလိုက်ပါမယ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်